ကုံစင်းလုံးမြင့်တက်နေတဲ့ပြဿနာနဲ့ပတ်သက်လို့စီဝါကူတန်းဝင်ကြီးရဲ့လွှတ်တော်မှာဖြေကြားခဲ့တဲ့ဖြေရှင်းချက်ကိုပညာရှင်တွေကဝေဖန်တဲ့သတင်းကိုတော့ပြည်ဖြိုးကြော်ကပေးပို့ထားပါတယ်ခင်ဗျာစီဝါကြီးနဲ့ကူတန်းရောင်းရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာတန်းမြင့်ကဖြီးသူလွှတ်တော်မှာအထွေထွေကုံစင်းလုံးမြင့်တက်နေတဲ့အပေါ်ဈေးကွက်အခြေအနေရအစိုးရကဝင်ရောက်မဆွတ်ဖက်သင့်ဘူးလို့ပြောကြားခဲ့တာကြောင့်အခုလိုဝေဖန်မှုတွေရှိလာတာပါ ကုန်စည်နှုန်းမြင့်တက်နေတာဟာဈေးကွက်သဘာဝအလျောက်ဖြစ်ပေမဲ့အမှန်တကယ်ထိခိုက်နစ်နာနေတဲ့ဝင်ငွေနဲ့အောက်ခြေပြည်သူတွေကိုခံစားရတဲ့အတွက်အကူအညီအထောက်ပံ့တွေပေးအပ်တဲ့လို့ပညာရှင်တွေကဝေဖန်လိုက်ပါတယ်အကူအညီလိုတဲ့နေရာတွေမှာဟို support လုပ်ပေးရမှာတွေကိုဒီနိုင်ငံတော် budget ထက်ရပဲလောလောဆယ်မှာအကုန်ခံပြီးလို့ရှိရင်လိုအပ်တဲ့နေရာတွေမှာ subsidize လုပ်ပြီးလို့ရှိရင်အစိုးရကအရှုံးခံပြီးတော့ ရောင်းပေးရမယ်ဒီ essential goods တွေပေါ့အခြေခံလူစားတွေသုံးနေဆွဲတဲ့ဟာတွေအဲ့လိုလုပ်ပေးဖို့တော့လက်တလောလူတွေခံစားနေရတဲ့ဟာကိုလက်တလောတက်တာအောင်ဒါပေမဲ့တစ်သလုံးအဲ့ဒါကိုတောင်းယူပြီးလုပ်သွားလို့တော့မရဘူးနိုင်ငံကမှလည်းငွေကြေးဖောင်းပွားမှုနဲ့ကုန်စည်နှုန်းမြင့်တက်မှုတွေဖြစ်ပေါ်လာရင်ပြည်သူတွေထိခိုက်မှုမရှိအောင်လို့လိုအပ်တဲ့လုပ်ငန်းကဏ္ဍတွေဖြစ်တဲ့ပို့ဆောင်ဆက်သွယ်ရေးစရိတ်တွေရှော့ချတာတွေနဲ့အခြားပံ့ပိုးမှုတွေကိုအစိုးရတွေကလှုံ့ဆော်လို့ရှိတယ်လို့ပညာရှင်တွေကဆိုပါတယ်။ဥပမာဒေါ်လာဈေးတက်တယ်ကွာ ဒေါ်လာစီးတက်လို့စားတော့ကုန်ဒီဈေးတက်သွားတယ်ဒေါ်လာစီးတက်လို့စီးဝါးဒီဈေးတက်သွားတယ်ဒေါ်လာစီးတက်လို့အထယ်လေးဒီဈေးတက်သွားတယ်အဲ့ဒီမှာဘယ်ဟာကပိုအရေးကြီးလဲအစိုးရစဉ်းစားပါဘောနော်စားတော့ကုန်ကြည့်ရင်အခြေခံစားတဲ့ဆန်တို့ပါတို့အသားတို့ကပြည်ရင်းကထွက်တယ်ဒါဆိုတိတ်မကူအောင်အခြေခံစားတော့ကုန်ကရှိတယ်ပေါ့နည်းနည်းပိုကောင်းတဲ့မုတ်တီပါလေးဆိုတော့ဈေးကြီးသွားနိုင်မယ်ဒါကိစ္စမရှိဘူးဒါပေမဲ့ကျွန်တော်တို့တောက်နေဈေးဒီဈေးကြီးပြတ်မှာရှိလက်တလုံးမှာတော့အမေရိကန်ဒေါ်လာဈေးဟာ1ဒေါ်လာကိုမြန်မာငွေ1300ကျော်အထိရောက်ရှိလာပြီးတော့အထွေထွေကုန်ဈေးနှုန်းကလည်းမြင့်တက်နေတာပါ ျွန်တော်ကတော့ဖြူဖြူကျော်ပါ။